မင်္ဂလာပါကျွန်တော်တို့ဒီနေ့စမ်းကြည့်မဲ့ဟာလေးကတော့ကျွန်တော်တို့အိမ်မှာရှိနေပြီးသားကွန်ပျူတာတွေကိုသုံးပြီးတော့တခြား operating system တွေမှ Linux operating system တွေတောင်းလို့ရှင် Windows တခြား version တွေပေါ့နော်အော် server version တွေရှိမယ်တခြား Windows ကိုက Windows 10တုံးနေတယ်11တောင်းမလို့ရှင် Windows 8 Windows 7ပြောင်းစမ်းကြည့်မယ်အာတခြားတခြားသော operating system တွေအများကြီးရှိတယ်ဗျအဲအားတွေကိုကိုယ့်ရဲ့စက်ပုံမှာပဲဟို jewel boot အနေနဲ့ဟိုလုံးဝရှုပ်ရှုပ်ရှက်ရှက်တွေလုပ်စရာမလိုပဲနဲ့ဘယ်လိုမျိုးစမ်းလို့ရမလဲဘယ်လိုမျိုးကိုယ့်ရဲ့ရှိနေပြီးသားစက်ကိုပဲစားပေါ်တစ်ခုအနေနဲ့ဘယ်လိုတုံးလို့ရမလဲအဲ့ဒါကိုကျွန်တော်အပြင်ဘာ tools မှမလိုဒီတိုင်း windows မှာ support လုပ်ထားပြီးသား windows မှာ support အနေနဲ့ပါပြီးသားဖြစ်တဲ့ virtualization tool တစ်ခုကျွန်တော်တုံးပြီးတော့ကျွန်တော် setup လုပ်ကြည့်မယ်ပထမဆုံးဒီ feature ကိုတုံးဖို့အတွက်က Windows ကိုမှရှိနေတဲ့ Windows ရဲ့ version က Pro ဒါမှမဟုတ် Enterprise ဖြစ်နေမှာ။ Enterprise ကတော့ဒီအလုံးနဲ့ပတ်သက်တဲ့ um account တွေမှာပဲတွဲပြီးပါတဲ့ licensing ဆိုတော့ Enterprise မလို့ Windows Education ဆိုလို့ရှိရင်လည်းရတယ်။ဒါပေမဲ့အနည်းဆုံးတော့ Pro တော့ဖြစ်နေမှာ။တခြား Pro မဟုတ်တဲ့တခြား version တွေမှာဆိုလို့ရှိရင် um အဲ့ဒီ feature ကို enable လုပ်လို့မရအောင်။အဲအဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ရဲ့ဒီ system BIOS ထဲမှာ virtualization ကို တန်းအောင်လုပ်ထားရမယ်အဲ့တော့ bio cell သွားပြီးတော့ va ဒါကတော့ဟို computer brand အနေနဲ့ဆိုင်တော့ကျွန်တော်အဲ့ဒါအကြီးကတော့ဝင်ပြီးပြလို့မရအောင်အဲဒါပေမဲ့ um ကိုတကယ်လို့ဝင်ပြီးတော့ဒီ feature ကိုတန်းအောင်လုပ်တဲ့အခါမှာကိုပေးမလုပ်ဘူး um virtualization support မလုပ်ဘူးဆိုများသောအားဖြင့် bio cell မှာပိတ်နေတာဖြစ်ဖို့များတယ်နည်းနည်း google ခောက်ပြီးတော့ အကိုရဲ့ model ကိုရဲ့တုံးနေတဲ့ computer brand နဲ့ model ပေါ်မှာ move တည်ပြီးတော့ net ကိုခောက်လိုက်လို့ရှိရင်အလွယ်တကူအာ step by step ဘယ်လိုတွားပြီးတော့ any around enable လုပ်လို့ရလဲဆိုတော့ delay မယ်အဲ့တော့ဒီ feature ကို down on mode တော့ကကျွန်တော်ကျွန်တော် control panel ရဲ့အနေနဲ့တဆင့်တဆင့်ချင်းစီတွားပြီးတော့ဟို down လုပ်လဲရတယ်ဒါမဲ့ကျွန်တော်အဲ့ဒီကို direct dot any လေးရ of ဒီ run box ခေါ်လာ run box က windows key ရဲ့အာရုံနှိပ်လိုက်လဲရတယ် start menu ထဲမှာ run ဆိုပြီးတော့ရှာလိုက်လို့ရှိရင်လည်းအဲဒီ run ကနေပြီးတော့ click ပြီးတော့ run box ကိုခေါ်လို့ရတယ် optional features ဒါဆိုလို့ရှိရင်ဒီ windows ထဲမှာပါတဲ့ optional features တွေ support လုပ်တဲ့ optional features တွေပေါ်လာလိမ့်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ down လောက်ချင်တာဒီမှာ hyper v hyper v ကဒီပြောမယ်ဆိုအဓိက windows ကိုသုံးပြီးတော့ virtualize လုပ်နေတဲ့ဒီ ကုမ္ပဏီတွေဒီကုမ္ပဏီအကြီးတွေမှာလည်းဒီဟာကိုဆာဗာတစ်ခုနေမှာ host ပြီးတုံးကြတယ်။အော်ပြောမယ်ဆိုလို့ရှိရင်ဆာဗာအကောင့်ကြီးဝယ်ပြီးတော့အဲ့ဆာဗာအကောင့်ကြီးမှာတခါတည်းကိုကကိုတုံးကျင်တဲ့ service တွေတင်ပြီးတော့အဲ့ဆာဗာမှာတန်းတုံးတယ်ဆိုတာဒါဟိုးအရင်ခက်ကလုပ်ခဲ့တဲ့ virtualization အရင်ခက်မစားခင်အချိန်တုန်းကလုပ်ခဲ့တယ်။အခုမှအခုအချိန်မှကြတော့ဘယ်ဟာကိုလုပ်ချင်တဲ့ service တွေကိုကိုအနေနဲ့ um ဒီ single point of failure ပေါ့နော် server တစ်ခု down သွားတယ်အဲ့ဒါကိုအသေးအတန်နောက်တစ်ခုကိုပြန်ပြီးတော့တစ်ခုခုဟိုပြန်ပြီး migrate လုပ်အောင်ဒါမျိုးကိုရှောင်ဖို့အတွက်ဆိုလို့ရှိရင်များသောအားဖြင့်ကဒီရှိထားတဲ့ hardware ကို hypervisor အနေနဲ့သုံးပြီးတော့ဒီ hypervisor လုံးမဲ့ဥမာ VMware ဆိုလို့ VMware အာဒီ windows အနေနဲ့တခါတည်း windows environment အနေနဲ့တုံးတဲ့ organization တွေဆိုလို့ရှိရင်လည်း hypervisor ကိုတန်းပြီးတော့တုံးကြရတယ်။အဲ့တော့ကျွန်တော်တို့ windows pro မှာကြတော့ pro ကနေစပြီးတော့ pro ရဲ့ channel pro ကျွန်တော်ခုနပြောခဲ့တဲ့ pro ရဲ့ enterprise education ရဲ့မှာဒီ hypervisor feature ကို enable လုပ်လို့ရပြီဒါအဲ့တော့ကျွန်တော်တို့ဒီဟာကို expand လုပ်လိုက်တယ်ဆိုလို့ရှိရင် management tool နဲ့ hypervisor platform ရှိတယ်ကျွန်တော်တို့ lora နှစ်ခုလုံးလိုတာဒီ management tool ကကြတော့ကျွန်တော်တို့ဒီ hypervisor ကို GUI နဲ့ manage လုပ်ဖို့အတွက်လိုတာ hypervio gui နဲ့ management မလုပ်ဘဲနဲ့ command line နဲ့ management မလုပ်မယ်ဆိုလို့ရှိရင်ဒီအောက်ကဒီဟာကိုထပ်ပြီး expand လုပ်လို့ရှိရင်ဒီမှာ power shell module အဲ့ဒါလိုတယ်။အဲပြီးတော့လို့ရှိရင် hypervio platform ဆိုလို့လိုတယ်။ဒါအဲ့ဒါမှမဟုတ်ဘဲနဲ့ကိုကဒီ hypervio ကို host ပဲ install လုပ်မယ်။ manage လုပ်ကျွန်တော်တို့တခြား machine ကနေ manage လုပ်တယ်ဆိုလို့ရှိရင် hypervio platform တစ်ခုပဲလုပ်တယ်။ဒါမှကျွန်တော်တို့ကခေါင်းကြောက်အခု set တစ်ခုတည်းကနေအကုန်လုံးမှဖြစ်တဲ့အတွက်ဒီ hypervio တစ်ခုလုံးလုပ်တယ်။ ကျွန်တော်ဒါ ਈ ဟိုသာပြန်ပြီးတော့ခိုင်းလိုက်မယ်ဟိုက်ပါဗီတစ်ခုလောက်အပြင်ကနေတန်းပြီးနှိပ်လိုက်ရပြီးတော့ရင်โอเคအဲ့တော့ဒီအဆင့်ကသူက file ရှာပြီးတော့ install လုပ်မယ်အဲ့တော့သူ windows ထဲမှာပတ်သက်တဲ့ file တွေပြီးတော့ windows ရဲ့ဒီကြောက်မယ်ဆိုဒီ background မှာရှိတဲ့ virtualization နဲ့ပတ်သက်တဲ့ feature တွေကို install လုပ်ရတာဖြစ်တဲ့အတွက်ကိုများသောအားဖြင့် restart လုပ်ခိုင်းတယ်တချို့တချို့သောစက်တွေမှာ restart လုပ်ဖို့မလိုဘဲနဲ့တန်းရသွားတဲ့အခါမျိုးတွေရှိတယ်ဒါပေမဲ့ restart လုပ်ရတာများတယ်အဲ့တော့ restart လုပ်ခိုင်းတယ်ဆိုလို့ရှိရင် restart လုပ်လိုက်အဲ့ဒါဆိုသူလိုတဲ့ feature တွေကိုသူ့ဘာသူ install လုပ်လိုက်မယ်อืมကျွန်တော်ထင်နေတိုင်းပဲ restart လုပ်ခိုင်းတယ်အော်ကျွန်တော်အခုအရင်ဆုံး restart လုပ်လိုက်မယ်အော်ကျွန်တော်ဘာမှလုပ်ချင်မလို့ဟို page set ကြီးကပိတ်ပြီးတော့ restart လုပ်လိုက်အောင်